ပြည်သက်တို့ရဲ့ good star လို့အမည်ရတဲ့မိချောင်းကြီးအကြောင်းကိုကြားဘူးကြပါသလားဒီမိချောင်းကြီးကအမှတ်တမ်းနေရကမ္ဘာအကြီးဆုံးအင်ယာမမိချောင်းကြီးလို့သိရပါတယ်အရှိက6မီတာလောက်ထိရှိပြီးတော့အလေးချိန်ကဒဏ္ဍာလောက်ထိလေးတဲ့ဒီမိချောင်းကြီးကတကယ်ကိုလူသားစားသားရဲ့ကြီးတပါမှာသူကမြင်နှာကပ်လာတဲ့တတော်အမှန်သမျှလူဖြစ်ဖြစ်တိရိစ္ဆာန်ဖြစ်ဖြစ်လောဘတကြီးဖမ်းယူစားသောက်ဖြစ်တယ်ဆိုတဲ့ကောလာဟာလာတွေနဲ့ထွက်ပေါ်ခဲ့ပါတယ်တချို့သူတွေတနာပညာရှင်တွေကတော့ဂူစတာဟာကမ္ဘာအကြီးဆုံးမိချောင်းကြီးမဟုတ်သေးဘူးလို့ငြင်းခုန်ခဲ့ကြပါဗျ ဒါပေမဲ့လူတွေနဲ့တလိဆန်တွေပေါ်တိုက်ခိုက်တက်ဖြတ်မှုမှတ်တမ်းမှာတော့တစ်ကမ္ဘာလုံးကမိချောင်းတွေအလုံးထက်ကိုပိုတယ်ဆိုတာလက်ခံခဲ့ကြပါဗျ။ဒီလိုမျိုးကြားလိုက်တာနဲ့ဖိဖိတုံအောင်ကြောက်ရတဲ့အချိန်ဟွာတွေခုံတဲ့ရင်းတွေကြောင့်ပဲ Gooster ဟာတစ်ချိန်ကအရှင်သန်နေတဲ့ဒဏ္ဍာရီတပုတ်တောင်ဖြစ်ခဲ့သေးတာပါ။လေးလာဆက်စစ်သူတွေသူ့တွေတီတွေအများကြီးကလည်းသူ့ကိုဖမ်းယူပြီးလေးလာဖို့စူးစမ်းခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း2010ခုနှစ်နှစ်လယ်ပိုင်းလောက်မှာတော့ booster ဟာထူးဆန်းစွာနဲ့လုံးဝပြောင်းဆုံးသွားပါတော့တယ်။တခြားနေရာမှာအခုချိန်ထိရှင်သန်နေပြီးတော့တိုက်ခိုက်တက်ဖြတ်မှုတွေလုပ်နေတုံးပဲလား။ဒါမှမဟုတ်သေဆုံးသွားခဲ့ပြီလားဆိုတာဘယ်သူမှမသိနိုင်တော့ပါဘူး။အခုလိုရုတ်တရက်ပြောင်းဆုံးသွားတာကြောင့် booster ရဲ့ဇန်နန်းကပိုလို့တောင်ဌာနကြီးဆန်သွားပါသေးတယ်။ဒါကြောင့်အာဖရိကကမြေချောင်းတွေထဲမှာ6မီတာလောက်ရှိတဲ့မြေချောင်းကြီးတောင်အောင်တွေ့ခဲ့ရင်အဲ့ဒါဟာ booster ဖြစ်နိုင်လားမို့လို့လွတ်အောင်သာပြေးကြဖို့အကြံပေးလိုက်ပါရစေ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ မြောက်တွေဆိုတာအလိုကိုညံကောင်းကြတဲ့တလိဆန်တွေပါသူတို့ကတခါတလေလူတွေကိုတောင်ပြန်ပြီးတော့လူတွေကြသွားတာမျိုးတွေလည်းရှိတယ်မဟုတ်လားလူတွေစီကနေပစ္စည်းတစ်ခုခုလိုချင်တဲ့အခါမျိုးမှာလည်းနှစ်ခါမစင်းစားပဲနဲ့လူပြေထကြပါသေးတယ်ဒါပေမဲ့ဒီဗီဒီယိုထဲကမြောက်ကလေးတွေကတော့မတူပါဘူးသူကဘေးနားမှာလူတစ်ယောက်ချယ်ရီသီးထိုင်စားနေတာကိုပြုံးပြုံးလေးသာကြည့်နေပါတယ်သူ့ပုံစံကချယ်ရီသီးစားကျင်နေတဲ့ပုံပေါ်ပေမဲ့လူလည်းမလူသလိုတောင်းလည်းမတောင်းတာကိုတွေ့ရမှာပါ မသိရင်လူလေးတယောက်အတိုင်းအတော်လေးကိုယဉ်ကျေးမှုရှိနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့မျက်လုံးတွေထဲမှာတော့ cherry tea ကိုအလွန်စားကျင်နေတဲ့အရေးအယံကြီးပြသနေခဲ့ပါတယ်။အမှုအကျင့်ကောင်းတဲ့မျောင်လေးကမိကလူကိုယ်တိုင်းသူ့ကို cherry tea လာပြီးမကြွေးမချင်းငြိမ်ငြိမ်လေးသာထိုင်ဆောင်နေခဲ့တာပါ။နောက်ဆုံးချစ်စရာကောင်းတဲ့မျောင်လေးရဲ့အပြုအမူကိုမခံနိုင်တော့ဘဲနဲ့လူကမျောင်လေးကို cherry tea တစ်လုံးကျွေးလိုက်ပါတော့တယ်။ဘလောက်တောင်ပျော်ရွှင်သွားပြီးတော့ cherry tea ကိုအားရပါးရစားနေလေကြည့်ကြပါအောင်ရှင်။ ပြိတ္တကြီးတို့ရောဒီလိုအမှုအကျင့်ကောင်းတဲ့မြောက်ကလေးတစ်ကောင်လောက်ငွေးတင်ကြရဲ့လားဆိုတာပြုတ်ပြပြီးသွားကြပါအောင်နော်ခွေးလေးတွေဆိုတာသစ္စာတရားနဲ့ကျေးဇူးတရားကိုတည်တံ့နားလည်ကြတဲ့တိရစ္ဆာန်လေးတွေပါတစ်ခါတလေမိဆွေအဖော်ပေါင်းတွေတခင်ဖြစ်သူတွေဒုက္ခတွေ့ရခြင်းမှာတော့အရေးဆုံးပြီးတော့ကာဝယ်တတ်ကြပါသေးတယ်ဒီဗီဒီယိုထဲကခွေးလေးဆိုရင်အတော်လေးကိုရဲရင်တာပါသူတငယ်ချင်းဖြစ်တဲ့မျက်မမြင်ခွင့်လေးရေကန်နေကြပြီးရင်းနှီးမလို့ဖြစ်နေတာကိုတွေ့ရတယ်။သူကအပြေးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မဆိုင်မတော်ဆိုသလိုရေထဲကျနေတဲ့တငယ်ချင်းပြည်သူကိုဆင်းခဲ့ခဲ့ပါတော့တယ်။မျက်မမြင်ခွေးလေးကိုသူကနှေးကားရှိရာစီဥတီပြီးတော့ပို့ပေးနေတာကိုတွေ့ရမှာပါ။အစာပိုင်းမှာတော့မျက်မမြင်ခွေးလေးကကြောင်ပြီးရေကန်အလဲကိုတော့ကြောက်ဝါလန်အားနဲ့ကူးခတ်သွားခဲ့ပါသေးတယ်။ဒါပေမဲ့ကေတင်ရှင်ခွေးလေးကတော့လက်မလျှော့ခဲ့ပါဘူး။တငယ်ချင်းပြည်သူကိုနှေးကားရှိရာစီကိုနောက်တစ်ခါပို့ပေးပြန်ပါတယ်။ဒီတဲ့ချိန်မှာတော့မျက်မမြင်ခွေးလေးလည်းသူ့တငယ်ချင်းကလာခဲ့တယ်ဆိုတာသဘောပေါက်သွားပြီးတော့နှေးကားရှိရာစီကိုသာစံတဝါဝါနဲ့ကူးခတ်သွားခဲ့ပါတော့တယ်။ ကိုယ်တိုင်ရဲ့အသက်ကိုယ်တော်ပဓာနာမထားပဲတကယ်ချင်းဖြစ်သူကိုကယ်တင်နေဆိုတာမျိုးကလူတွေချားမှတော့တွေးရရှားသွားပြီဖြစ်တဲ့အကျင့်စရိုက်မျိုးပါဒါပေမဲ့ဒီခွေလေးကတော့လူတိုင်းမှတော့မရှိတဲ့အကျင့်ကောင်းလေးတွေရှိနေတယ်မဟုတ်လားပြိတ္တကြီးတို့ရောတစ္ဆာရှိပြီးရင်းရင်းနဲ့ခွေလေးတွေကိုချစ်ကြရဲ့လားကွန်မန့်ထဲမှာဖြည့်သွားပေးခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်